တော်တော်ရှင်တွေအားလုံးတာလီစော့ပါ Development Media Group DMG ရဲ့2025ခုနှစ်စက်တင်ဘာလ29ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ AA ကိုနိုင်ငံတကာအသံဝိုင်းက PR ပေးဖို့ကုလညီလာခံမှယူနွတ်ထုတ်ပြောတဲ့အကြောင်းတောင်ကောက်ဘုန်းတော်ကြီးကျောင်းကိုစစ်ကောင်စီဘုံကျဲတဲ့သတင်းရာတီအကူပြောင်းကာလာရခိုင်မှာတုတ်ကွေးအဖြစ်များနေတဲ့အကြောင်းအပါအဝင် တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်ကိုကျမပြပြွေးနဲ့အတူကောင်းမင်းကပူပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့အေအေကိုနိုင်ငံတကာအတိုင်းဝန်ကပြားပေးဖို့ကုလညီလာခံမှယူနိုက်ထုတ်ပြောတဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။အပြစ်သဘောဆောင်တဲ့အပြောင်းလဲနဲ့နိုင်ငံရေးအပြောင်းလဲရှာဖွေဖို့အတွက် နိုင်ငံတကာအတိုင်းအဝန်အနေနဲ့ရခိုင်ပြည်တစ်ခုလုံးနှိပ်ပါကိုထိန်းချုပ်ထားတဲ့အရခတတော် AA ကို အရေးတကြီး PR ပေးရမယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံယာယီအစိုးရခေါင်းဆောင်မိုဟာမက်ယူနက်ကကုလသမဂ္ဂမှာပြောကြားလိုက်ပါတယ်။အမေရိကန်နိုင်ငံနယူးယောက်မြို့မှာပြုလုပ်ခဲ့တဲ့20ပြည့်ကုလသမဂ္ဂအထွေထွေညီလာခံအခမ်းအနားမှာစက်တင်ဘာ26ရက်ကဘင်္ဂလားဒေ့ရှ်ယာယီအစိုးရခေါင်းဆောင်မိုဟာမက်ယူနက်ရဲ့မိခွန်းထဲမှာအခုလိုထပ်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်မှာလက်ရှိအချိန်အုပ်ချုပ်ရေးနဲ့စည်ရေးကိုအဓိကဆောင်ရွက်နေတာဟာအာရခတက်တော်ဖြစ်တဲ့အတွက်ဒေါက်တာယူနဲ့ပြောကြားတဲ့ရခိုင်ကဆိုရမဟုတ်တဲ့အင်အားစုဟာအေအေကိုရည်ညွှန်းတယ်လို့နားလည်ရပါတယ်။ဒါ့အပြင်စက်တင်ဘာ30ရက်မှာကျင်းပမယ့်အစိမ့်မြင့်ညီလာခံဟာမွတ်စလင်ဒုက္ခသည်တွေအတွက်ကမ္ဘာအဆုံးအဖြတ်ကိုတွန်းအားပေးနိုင်ပြီးနိုင်ငံတကာအထောက်အပံ့တွေဖွင့်တီးပေးနိုင်ဖို့မျှော်လင့်တယ်လို့လည်းမိုဟာမက်ယူနက်ကပြောကြားခဲ့တာပါ။ကုလသမဂ္ဂမှာအာရခတက်တော်ရဲ့အခမ်းအနားကိုထည့်သွင်းပြောကြားခဲ့တဲ့အတွက် ခိုင်ပြည်နဲ့အေအတွက်နိုင်ငံတကာအာရုံစိုက်မှုရလာနိုင်တယ်လို့လည်းလေ့လာသူတွေကသုံးသပ်ကြပါတယ် မွတ်စလင်တွေဟာနိုင်ငံသားတွေအဖြစ်ဒန်းတူညီမျှပြီးရခိုင်လူဖွဲ့စည်းရဲ့တစိတ်တပိုင်းဖြစ်လာစေဖို့အတွက် ethnic state ဟောတာအာရခတတော်ပါဝင်တဲ့နိုင်ငံရဲ့အဖြစ်တခုရခိုင်ပြည်တွင်းမှာရှိရမယ်လို့မိုဟာမက်ယူနက်ကပြောကြားခဲ့ပါတယ်။လက်ရှိအာရခတတော်ကိုဘင်္ဂလားဒေ့ရှ်ကဖိအားပေးနေတာအပြင်နိုင်ငံတကာအထိတက်ပြီးဖိအားပေးဖို့တိုက်တွန်းတာဟာဖြစ်နိုင်ရှိနေပါပြီးမိုဟာမက်ယူနက်ရဲ့တောက်ဆိုရှိတဲ့ဟာလက်တွေ့မြင်ပြီးနဲ့ဝေကာနေမှာဖြစ်တယ်လို့လည်းနိုင်ငံရေးလက်ထက်သူတွေကသုံးသပ်ကြပါတယ်။ အရှာတစ်ဖက်မှာလည်းလာမယ့်စက်တင်ဘာ30ရက်မှာပြုလုပ်မယ့်အစိမ့်မြင့်ညီလာခံဟာမွတ်စလင်တွေအတွက်ကမ္ဘာလုံးဆိုင်ရာဆုံးဖြတ်ချက်နဲ့ခိုင်မာတဲ့နိုင်ငံတကာအထောက်အပံ့တွေကိုပံ့ပိုးနိုင်လိမ့်မယ်လို့မျှော်လင့်ထားတယ်လို့ UNICEF ကပြောခဲ့ပါတယ်။လက်တလုံးမှာအာရခတ်တပ်တော်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားဆက်ဆံရေးတင်းမာမှုတွေရှိနေပြီးတော့မွတ်စလင်တွေကိုနေရပြန်နိုင်ရေးအတွက်ဘင်္ဂလားဒေ့ရှ်အစိုးရကအသေးအသက်ကြိုးပမ်းနေပါတယ်။ဒါပေမဲ့လက်ရှိမြေပြည်အခြေအနေအရနေဆက်ဒေသမှာအာရခတ်တပ်တော်ကိုမွတ်စလင်လက်နက်ကိုင်အာစာအုပ်စုတွေကမကြာခဏလာရောက်တိုက်ခိုက်နေတာကြောင့်အခြေအနေရှုပ်ထွေးနေတာလည်းဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တောင်ကုန်းဘုံတို့ကြီးကျောင်းကိုစစ်ကောင်စီဘုံကျဲတဲ့တရင်ကိုလည်းတင်ဆက်ပေးခြင်းပါတယ်။အရခတ်တပ်တို့ထင်းချုပ်ထားတဲ့ရခိုင်ပြည်တောင်ကုန်းမြို့ကဘုံတို့ကြီးကျောင်းကိုစစ်ကောင်စီကလေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံတွေစိုးရိမ်ထိုက်လန့်နေတယ်လို့သိရပါတယ်။မနေ့ကစက်တင်ဘာ26ရက်ညနေ၄နာရီဝန်းကျင်လောက်မှာတောင်ကုန်းမြို့ကံပောင်ရက်ကွက်ကစကခငါအနီကတအူးကျောင်းတိုက်ကိုစစ်ကောင်စီကကျဲဖိုက်တန်းနဲ့ပေါင်900ဘုံတလုံးကျေးရှာတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆောင်တစ်ခုလုံးပျက်စီးသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းဒေသခံတွေထိခိုက်မှုမရှိပေမဲ့စိုးရင်ထိုက်လန့်နေရတယ်လို့ပြောဆိုကြပါတယ်။တောင်အုပ်မြို့နယ်တစ်ခုလုံးကိုအရခတပ်တော်အေအေက2024ခုနှစ်ဒီဇင်ဘာ14ရက်မှာအပိသက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။စစ်ကောင်စီဟာအရခတပ်တော်ထင်းချုပ်ဒေသတွေကဆေးရပြည့်မှတ်မဟုတ်တဲ့ဘာသာရေးအဆောက်အုံစာတင်ကြောင်းနဲ့အရှတားနေထိုင်ရာနေရာတွေကိုဥတီတိုက်ခိုက်မှုဇက်တိုက်ပြုလုပ်နေပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်အနှံ့ကကလေးသူငယ်နဲ့ကျောင်းသားတွေအပါအဝင်အရသာထိခိုက်သေးဆုံးမှုကလစဉ်မြင့်တက်နေပါတယ်။ရခိုင်တိုက်ပွဲစတင်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာကနေ2025ခုနှစ်ဩဂုတ်လအထိစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်102ဦးသေဆုံးပြီးတော့213ဦးဒဏ်ရာရရှိခဲ့တယ်လို့ ULAA ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HDCO ကထုတ်ပြန်ထားပါတယ်။ DMG စီရင်ပြုစုချက်အရတန်ကုန်းမြို့နယ်ကို 2024ခုနှစ်ဇွန်လကနေ2025ခုနှစ်စက်တင်ဘာလအထိတနှစ်ကျော်ကာလအတွင်းလေကြောင်းတိုက်ခိုက်မှု20ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီးအရသာ52ဦးနဲ့ဒဏ်ရာရရှိသူ93ဦးထက်မနည်းရှိတယ်လို့သိရပါတယ်။ရသည်အကူပြောင်းကာလာရခိုင်မှာတုတ်ကွေးအဖြစ်များတဲ့အကြောင်းကိုလည်းတင်ဆက်ပေးပါပါရခိုင်ပြည်စစ်တွေကြောက်တော်များဦးပုံနာကျွန်းစားတဲ့မြို့နယ်ဒီမှာစတင်မလာအစားကစတင်ပြီးတော့ကလေးငယ်တွေနဲ့လူကြီးတွေအပါအဝင်တုတ်ကွေးဖြစ်ပွားမှုနှုန်းမြင့်တက်နေတယ်လို့သိရပါတယ် ဖုန်နာကျွန်းမြို့နယ်မှာလူငါးဦးမှသုံးဦးနှောင်းရာသီတုတ်ကွေးဖြစ်ပွားနေပြီးဖျားနာတာနာစီတာရှောင်းဆိုးတာခန္ဓာကိုယ်နာကျင်ကြိုက်ခဲတာဝမ်းသွားတာပြုတ်အွန်တာစတဲ့ဝေဒနာတွေကိုခံစားနေကြရတယ်လို့ဒေသခံတွေကပြောကြပါတယ်။ဒါပြင်စကောက်စီထိန်းချုပ်တဲ့စစ်တွေမြို့မှာလည်းတိုင်တယောက်နှုံးတဲ့အိမ်တိုင်းနေပါရာသီတုတ်ကွေးဖြစ်ပွားနေပြီးဆေးဝါးရှာပါတာကြောင့်တိုင်ရင်ဆေးတွေကိုမျိုးဝဲနေကြရတယ်လို့မြို့ခံတွေက ြောကြပါတယ်။အသည့်တို့ကအသက်ရှူလမ်းကြောင်းဆိုင်ရာဘိုင်းယက်စ်ယောဂါတမျိုးဖြစ်ပြီးလူထုထက်ထက်နေရာတွေမှာရှောင်းဆိုတာနှာရှည်တာကတဆင့်အလွယ်တကူကုဆက်နိုင်တဲ့ယောဂါဖြစ်ပြီးခုခံရတဲ့သူတွေတကြီးရွယ်ဦးတဲ့ကလင်းငယ်တွေမှာကုဆက်ခံရနိုင်ရှိပုံများတယ်လို့ကျမ်းမာရေးအတိုင်းဝန်ကပြောပါတယ်။ရာသီတုတ်ကူဟာမိုးကုံဆောင်ကူရာသီအပြောင်းလဲမှာဖြစ်များပြီးသာမန်အေးမီတာထက်ပြင်းထန်တဲ့ယောဂါတစ်ခုဖြစ်တာကြောင့်ကုသမှုနောက်ကျရင်အသက်သေဆုံးမှုတိဖြစ်နိုင်တယ်လို့ကျမ်းမာရေးအတိုင်းဝန်ကပြောကြပါတယ်။ ရာသီတုတ်ခွေးဖြစ်တာဟာအေးအေးပြစ်တာအရဲအလွန်ကျတောက်စားတာပင်မညောင်းညာတာအချိန်လွန်မှရေရှိုးတာတွေကြောင့်လည်းအဖြစ်များတယ်လို့ကျမရဲ့အတိုင်ဝန်ကထောက်ပြပါရယ်။ဒါကြောင့်ရာသီတုတ်ခွေးဖြစ်ပေါ်မှုကိုကာကွယ်ဖို့တုတ်ခွေးလက္ခဏာရှိတဲ့လူများတွေကိုအနိကက်ထိတွေ့မှုမပြုဖို့နာရှည်ရှောက်ဆိုးတိုင်းပါးစပ်နဲ့နှာခေါင်းကိုလုံအောင်ဖုံးအုပ်ဖို့ရှောက်ဆိုးပြီးတိုင်းလက်ကိုဆက်ပြတဲ့သေချာဆေးကြောဖို့နဲ့လုံလောက်အောင်အိပ်စက်အနားယူဖို့ကိုကျမရဲ့အတိုင်ဝန်ကအကြံပြုထားပါရယ်။ တခြားတစ်ဖက်မှာလည်းစေဝါရှာပါမှုတောင်ကိုခံနေကြရတဲ့ခန္ဒီသာခဏဟာနေမကောင်းဖြစ်ရင်ပို့ပြီးတော့အသက်အန္တရာယ်ဆိုးရင်စရာဖြစ်နေတယ်လို့ပြောဆိုကြပါတယ်။ဒါအပြင်လူ့ရဲ့ရထောင်ချီစူဝေးနေကြတဲ့ special စခန်းတွေမှာလည်းရာသီတုပ်ကိုရောက်ကောက်ကိုပူပေးကူးဆက်ဖို့လိုအပ်တယ်လို့ပြောဆိုနေကြပါတယ်ခင်ဗျာ။သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ရွေးကောက်ပွဲအကောင့်ထဲမပိုရဲမိဖက်အလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NLD ပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ။ စစ်ကောင်စီပြုလုပ်မဲ့အထူးအရောင်ရွေးကောက်ပွဲအကောင်အထည်မပေါ်ဖို့မိဖက်အင်အားစုတွေအားလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကဒီကနေ့စက်တင်ဘာလ28ရက်မှာထုတ်ပြန်ပါတယ်1988ခုနှစ်လူထုရဲတော်ပုံကြီးကမွေးဖွားခဲ့တဲ့ NLD ပါတီရဲ့38နှစ်ပြည့်ထုတ်ပြန်ချက်မှာအခုလိုထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်နိုင်ငံတကာအနေနဲ့မြမနိုင်ငံရေးပြဿနာကိုလက်တလို့ပြည်လီစီရဲ့အတွက်တာမဟုတ်ပဲပြဿနာအရင်းအမြစ်ကိုသိရှိဖို့လိုအပ်ပြီးတော့ တို့ရောင်ရွေးကောက်ပွဲအပါအဝင်ဆရာနာရှင်စနစ်တည်ဆိုးရှည်ရေးကိုအထောက်အကူဖြစ်စေမယ့်ကိစ္စရပ်တွေကိုရှောင်ဖယ်ပြီးတော့ပြည်သူလူထုရဲ့ဆန္ဒအပေါ်အခြေခံပြီးစဉ်းစားဆောင်ရွက်ကြမှာသာရရှိခိုင်မာတဲ့တည်ငြိမ်အရေးမှုကိုရရှိမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဗိုလ်ထွန်းရေးကိုမမှန်မိတုံဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီးတော့အနာဂတ်မှာတိုင်းရင်းသားလူမျိုးစုတွေရဲ့ဆန္ဒတွေကိုအလေးထားဆောင်ရွက်သွားမယ်လို့ဖော်ပြခဲ့တဲ့ဂတိကဝအတိုင်းဆက်လက်အကောင့်တွေပို့ဆောင်သွားမယ်လို့ဆိုပါတယ်။ လက်ရှိအကောင့်ထဲပို့ဖို့ကြိုးပမ်းနေတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးတရားဝင်မှုရဖို့ရည်ရွယ်တာဖြစ်ပြီးတော့တရားဝင်မှုနဲ့တရားမျှတမှုရှိမှာမဟုတ်ဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒါကြောင့် NLD ပါတီအနေနဲ့စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကိုလက်မခံအတိအမှန်မပြုပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ NLD ကဆိုပါတယ်။ဒါအပြင်မြမနိုင်ငံရေးပြည်ထနာအရရက်ကိုပြည်လီစီရဲ့အတွက် အာဆီယံအပါအဝင်အင်းနီးရှင်းနိုင်ငံတွေနဲ့မိတ်ဖက်နိုင်ငံတွေရဲ့ဂျိုးပန်းအောက်ထောက်မှုတွေကိုအတိအမှတ်ပြုကျေးဇူးတင်တယ်လို့ NLD ကပြောဆိုထားပါတယ်။အာနာသိန်းစစ်ကောင်စီဟာရွေးကောက်ပွဲကျင်းပဖို့ဂျိုးပန်းနေပြီးရွေးကောက်ပွဲအတွက်လှုပ်ရှားမှုတွေကိုလည်းသူတို့ထင်းချုံအားဒေသတွေမှာစတင်လှုပ်ဆောင်နေပြီဖြစ်ပါတယ်။လက်ရှိစစ်ကောင်စီကျင်းပဖို့ဂျိုးပန်းနေတဲ့ရွေးကောက်ပွဲကိုပြည်သူအများစုဟာစိတ်ဝင်စားမှုမရှိတဲ့အပြင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မျှော်လင့်ချက်တစုံတရာလည်းမရှိဘူးလို့ပြောဆိုကြပါတယ်။ နောက်ထပ်သတင်းတပိုးအနေနဲ့တောင်မဲကိုစက်ကောင်စီဒရုန်းသုံးတိုက်ခိုက်တာကြောင့်ရဲတပ်တအုပ်တည်ဆုံတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ။ဆမ်ပီလန်မြပွဲတရားနယ်လေးထိန်းချုပ်တဲ့တောင်မဲမြို့နယ်ပါဘုတ်ကျေးရွာကိုစက်ကောင်စီကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံတကြီးပိုင်းအမျိုးသားတယောက်တည်ဆုံခဲ့တယ်လို့သိရပါတယ်။စကွန်ရှင်ကမနေ့ကစက်တင်ဘာ26ရက်မနေ့စက်တနေ့လောက်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲပါပုတ်ကျွတ်ကိုရေရွှေရှိရှိဒရုန်းပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်62နှစ်အရွယ်အမျိုးသားတစ်ယောက်တည်ဆုံခဲ့ပြီး နေအိမ်တလုံးပုံစံအထိမှပျက်စီးခဲ့တယ်လို့သိရပါဗျ။ဒါပြင်ပြီးခဲ့တဲ့စက်တင်ဘာ24ရက်နေ့ကလည်းတောင်မွေးမြို့နယ်ပင်တီကျေးရွာကဘုံကြီးကျောင်းကိုစက်ကောင်စီကလေကျောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တာကြောင့်အဆောက်အဦတချို့ပျက်စီးခဲ့တယ်လို့သိရပါဗျ။တောင်မွေးမြို့ဟာစက်ကောင်စီရဲ့လေကျောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုအများဆုံးခံရတဲ့ရှောက်ပြည်မြောက်ပိုင်းကမြို့တော်မျိုးဖြစ်ပြီးဒေသခံထိခိုက်တိုက်ဆုံမှုတွေလည်းရှိနေပါဗျ။ဒါကြောင့်ဒေသခံပြည်သူတွေအနေနဲ့လေကျောင်းလက်နက်ကြီးအန္တရာယ်ကိုအထူးသတိပြုဖို့နဲ့ လေကြောင်းအနယ်ကာကွယ်ဆိုင်ရာနေလန်းတွေကိုလိုက်နာကြဖို့ဒီကညာလေကတိုက်တွန်းထားပါတယ်ခင်ဗျာနောက်ဆုံးတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုဒ်ကိုလည်းတင်ဆက်ပေးမှာပါထိုင်းကမ္ဘောဒီးယားနေဆက်မှာပြစ်ခတ်မှုပြန်ဖြစ်တဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်နေမြေပိုင်ဆိုင်မှုအငင်းပွားနေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကြားဒီကနေ့မနေ့ပိုင်းကနှစ်နိုင်ငံနေဆက်မှာပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သတင်းရှင်းသတင်းကဖော်ပြပါတယ်ထိုင်းပြည်တပ်မတော်ရဲ့ပြောရေးဆိုခွင့်ရှိသူကဒီကနေ့မနေ့အစောပိုင်းမှာ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဟာအဲ့ဒီနေဆက်ဘက်ကိုလက်နက်ငယ်တွေလောင်ချာတွေနဲ့ပစ်ခတ်ခဲ့တယ်လို့သတင်းရကြောင်းဆိုပါတယ်အဲ့ဒီအခြေအနေတွေကြောင့်ဆူရနရီကင်းလက်တပ်ဖွဲ့ကိုတက်လှန်ထားပြီးတော့အခြေအနေအရတုံ့ပြန်ဖို့အမိထုတ်ထားတယ်လို့သူကပြောပါတယ်။ပြစ်ခတ်မှုတွေကြောင့်တိုက်စုံမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုနောက်ဆက်တွဲအခြေအနေတွေကိုမသိရသေးဘူးလို့သတင်းကဆိုပါတယ်။အဲ့ဒီပြစ်ခတ်မှုနဲ့ပတ်သက်ပြီးတော့ကမ်ဘောဒီးယားဘက်ကလည်းထိုင်းဘက်ကစတင်ပြစ်ခတ်တာဖြစ်တယ်လို့စစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောထားပါတယ်။ ကမ္ဘောဒီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူကအပြည့်အစာရှုံမှာကမ္ဘောဒီးယားရဲ့ဂတိကဝတ်ကိုထပ်မံအတည်ပြုခဲ့ပြီးတော့ပဋိပက္ခကိုတားဆီးဖို့တန်တမာဆက်ဆံရေးပြန်လည်ထူထောင်ဖို့အတွက်ထိုင်းဘက်ကလည်းအလတ်တူလှုံ့ဆော်ဖို့တိုက်တွန်းခဲ့တာပါနေဆက်ကရှေးဟောင်းဖျားเจ้าပိုင်ဆိုင်မှုကနေနှစ်နိုင်ငံကြားနေမြေငင်းပွားမှုတွေမကြာခဏဖြစ်ပေါ်ခဲ့ပြီးတော့အခုနှစ်ဇူလိုင်လ24ရက်မှာကမ္ဘောဒီးယားနဲ့ထိုင်းတပ်ဖွဲ့တွေဟာနေဆက်တစ်လျှောက်ပြင်းထန်တဲ့အငင်းပွားမှုတွေဖြစ်ရကနေအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြပြီးတော့ အရသာတိုက်ဆုံမှုတွေနဲ့ဒဏ်ရာရရှိမှုတွေရှိခဲ့ပါတယ်။အဲဒီနောက်အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံမှာဇူလိုင်လကုန်ပိုင်းကပြုလုပ်ခဲ့တဲ့နိုင်ငံငင်းချရဲ့စကားဝိုင်းမှာအပြစ်ရရဲ့သဘောတူခဲ့ကြတာလည်းဖြစ်ပါတယ်ရှင်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းပြလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ TMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနေဆိုရင်တော့အပေါင်း669 839 6လဲ3 6 33ကိုလုံချုံဆက်ချက်စွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်ဒီစီစဉ်ကိုတင်လင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည8နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနာဆင်နိုင်ပါတယ်နောက်တော့တင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်